မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဆလာပြည်တာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်များကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24 degree celsius 85 degree fahrenheit နဲ့ မန္တလေးမြို့မှာ27ဒီဂရီဆယ်စီယပ်80ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသကြိုးရူမှာဖဲ့ရွှင်ရရှိတဲ့ပုံအရာပင်ကလာပင်လယ်အမြောက်ပိုင်းမှာတိမ်ကင်းဆန်သလောက်ရှိနေပြီးပင်ကလာပင်လယ်အလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်ကလာပင်လယ်တို့မှာတိမ်အသေးအမတည်တူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တပြည်လုံးလိုလိုမှာတိမ်နှဲငယ်မှာတိမ်အသေးအမဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ အခုတွေ့မြင်နေရတဲ့တိမ်တိုက်ကြီးကတော့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့အပူပန်းမုန်တိုင်းဖန်ဝောင်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအာကောင်နဲ့အပူပန်းမုန်တိုင်းဖန်ဝောင်ဟာမြောက်အရှိမြောက်ဘက်သို့ဖြင်းညင်းစွာရွေ့လျားနိုင်ပြီး12ရက်17လ2025ရက်နေ့မှာတရုတ်နိုင်ငံထိုင်ဝမ်ကျွန်းအနီးသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြန်မာ မြမကဲရဲတခြားနဲ့ကဲလိုပင်လေပြင်းတို့မှာရှောက်ပေမှာရှစ်ပေကဲရှိနိုင်ပါတယ်ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုက်ဒေသကြီးတို့မှာနေရာစိစိမွန်ပြည်နယ်မှာ နေရာကျကျနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးနဲ့အေရဝတီတိုက်ဒေသကြီးတို့မှာနေရာကွက်ကြားမုတ်တီချုံရွာပြည်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး နေပြည်တော်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာတင့်တင့်တင့်ဖြစ်ထွန်းပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတင့်တင့်တင့်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးဘူချိန်မှာ32ဒီဂရီဆယ်စီယပ်၊90ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်အနီတဝိုက်အတွင်းဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတည်ရင်တည်တဲ့ဖြစ်တော်မှာမယ်အမြင့်ဆုံးအပူချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီတဝိုက်အတွင်းဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတည်ရင်တည်တဲ့ဖြစ်တော်မှာမယ် အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်ဆီယပ်စ်65ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်ရော့နေနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။